ဖရက်ဒက်တာအားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှပြန်လည်ကြွဆိုလိုက်ပါရှင်ကျွန်မတို့ channel ကနေနေစဉ်ပြတွင်ပြပသတင်းများကြော်ရည်သတင်းများနဲ့အနောက်ဆော်ရသတင်းများကိုအချိန်နဲ့တပြင်းချင်းစတင်တင်ဆက်ပြတော့မှာဖြစ်ပါရှင်ရေကူပရမအောင်စွာစတင်တင်ဆက်ပြီးမဲ့သတင်းကြော်လေးကတော့ရေးမြုပ်ပေါ်ရင်လူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဖန်ဆီးနေတဲ့အောက်တုခရက်ွယ်နေထင်းရဲမြို့သူ ်ဘီယာတောက်နေစင်မှာပြစ်ခတ်ခံရပြီးတိတ်ဆုံသွားပြီးညောင်ဦးတွေလည်းထွေအဝန်းနဲ့လင်းများဓာတ်ခုတ်ခံရပြီးတိတ်ဆုံသွားခဲ့တဲ့ဆိုတဲ့တဲ့တင်လေးပဲဖြစ်ပါရှင်မွန်ပြည်နယ်ရေးမြို့ပေါ်တွင်လူငယ်များကိုစစ်မှုထမ်းဆွဆောင်ခြင်းများလှုံ့ဆော်နေတဲ့အောင်တုခရက်ွက်အနေထင်းရဲ့မျိုးသူဟာဘီယာတောက်နေစင်မှာပဲပြစ်ခတ်တိုက်ခိုက်ခံရပြီးတိတ်ဆုံသွားခဲ့ကြောင်းရေးဘလူးအဖွဲ့ကောင်ဆောင်ကရန်ကုန်ခေတ္တတဲ့တင်ဌာနထပ်ပြောကြားထားဖြစ်ပါတယ် ရမန်နီမတ်စလာကိုရနေည9နာရီဝန်းကျင်ခန့်အချိန်မှာရင်းမြုပ်ပြောမှရှိတဲ့အောင်တုခရက်ွယ်နိုင်ဘီယာတောင်းနေတဲ့အောင်တုခနေထရဲမှုမျိုးတူကိုရေးဘလူးအပွဲမှာတော်လိုင်းရေပေါ်များကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရတွင်ပွဲချင်းပြီးဒေဆုံသွားခဲ့ကြောင်းသိရှိရပါတယ်။ဒေဆုံသွားခဲ့တဲ့နေထရဲမှု ်မြို့သူအားဆိုလို့ရှိရင်ရေမြို့ပေါ်မှာရှိတဲ့လူငယ်များကိုပေါ်ရဆွဲဖမ်းဆီးရနိုင်ဥဆောင်ပါဝင်နေတဲ့သူဖြစ်ပြီးပြည်သူများကိုနှီးမျိုးစုဖြင့်ဖိနှိပ်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် သူကရဲလုတ်တက်လည်းမြင်ပါတယ်ပြီးတော့အရေးမှဆိုရင်တအားအရေးပါတယ်လူတခုခုပြစ်ခတ်မှုတွေဖြစ်လဲသူကိုယ်တိုင်လိုက်ပိတ်တယ်အခုတော့ရှင်းနိုင်ခဲ့ပါပြီသူကိုစိတ်မချမ်းဥပဒေနဲ့သူကပြည်သူတွေအပေါ်မှာရဲစက်မှုတွေလည်းများပါတယ်တခြားသူကိုလိုက်တာစိတ်မချမ်းခံတဲ့လူတွေအတော်များများကြောင်းသူ့ကြောင့်လည်းဖမ်းခံထိရတာများပါတယ်ဟိုရေဘလူအဖွဲ့ကောင်းဆောင်ကပြောဆိုထားဖြစ်ပါတယ် အလောင်းတူမဆလာကိုရဲ့နေမွန်လေ၃နိုင်ခန့်ချိန်မှာမန္တလေးတိုင်းညောင်မြို့နယ်တော်ပြားကြီးပါရှိပဲရာကင်းအနေမှာထွေအဝန်းန်းတန်းလိုက်နေစနေခင်မမတို့ဓာပြက်အခုတ်ခံရပြီးတိတ်ဆုံသွားခဲ့ကြောင်းသိရှိရပါတယ်။ညောင်မြို့နယ်ငတ်တရောင်မြို့တော်ပြားကြီးဟွာနေထွေအဝန်းန်းအသက်၄၉နှစ်အရွယ်တန်းလိုက်နေစနေအသက်၄၅နှစ်အရွယ်ခင်မမတို့ဓာပြက်ဝင်ခုမှုဖြစ်ပေါ်ခဲ့ပြီးတန်းလိုက်မှာလက်ပင်ပြရှတန်ရာရရှိခဲ့ပြီးဝဲရရင်အုပ်ထွတ်တွင်တန်ရာ ခင်မမမှာလည်းပင်ပြတ်ရှာတန်ရနှစ်ချင်နဲ့ဝဲပောင်ဝဲဘက်ရင်အုံထိုးတွင်းတန်ရနှစ်ချင်နဲ့ရဘက်ရင်အုံထိုးတွင်းတန်ရနှစ်ချင်ဥပွင့်ထွက်တန်ရမြဖြင့်တည်ဆုံသွားကြောင်းတည်ရှိရပါတယ်။ ဆက်နေပြီးတော့ပါတီဆိုဒီမိုကရေစီစနစ်ကိုအမေရိကန်လူချင်းတို့ရွေးကောက်ပွဲကိုကန္နာကောစမလုံရန်နဲ့ပူပေါင်းကြံ့ရန်မရောက်နိုင်ကချင်းချောက်ပြန်လေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အကြံပေးစကားဆောင်မြောင်းနိုင်ကပါတီဆိုဒီမိုကရေစီစနစ်ကိုအမေရိကန်လူချင်းရဲ့ရွေးကောက်ပွဲကိုကန္နာကောစမလုံရန်နဲ့ပူပေါင်းကြံ့ရန်ချင်းချောက်မှုများလှုံ့ဆော်လာပြီလို့သိရပါဗျ။ ဂျမန်နီမဆနာကိုရဲနဲ့ရုရှားကနေနေပြတော်သူအပြန်ခီးမှာလေယံပေါ်ရီစစ်တပ်လက်အောက်ခံမီဒီယာများသို့အင်တာဗျူးပြေကြားစဉ်မင်းလိုင်ကအချက်ပါတိုင်းချိန်ချောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အချက်ဖက်မင်းလိုင်က၎င်းအနေနဲ့ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟုပြောခဲ့ပြီးဖြစ်ကြောင်းပါတီဆိုဒီမိုကရေစီနဲ့ကိုအမန်တကယ်လိုချင်ရွေးကောက်ပွဲကိုမဆက်ကျင်ရန်မင်းလိုင်ကထုတ်ပေါ်ပြောဆိုချိန်ချောက်ပြန်ပြီးလို့သိရပါတယ်။ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိပါတယ်။ ဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်မှာပါ။ဘာသင်ဆိုဒီမိုကရေစီစနစ်ကိုတကယ်လို့ကျင်လို့ရှိရင်ကရကောစားလုံးမနေနဲ့ပူပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်လို့မင်းအောင်လိုက်ကချင်းချောက်ပြီးလို့တည်ကြပါတယ်။မင်းအောင်လိုက်ကရွှေကောက်ပွဲကိုစီအာနာသိန်းကိုတက်တန်း၅နှစ်ပြည့်တဲ့2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းတွင်ပြည်လုံးမီပီတာဘယ်လာရုရှ်နိုင်ငံတွင်ပြည်လုံးခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုသွားခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတဲ့ တောင်တန်းကြီးမြို့နယ်မှာရှိတဲ့စကောက်စစ်တရဲတပြင်းညစကံကို KN နေနဲ့ PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုင်မှုစစ်သားဆင်ဦးကျော်ထိဆုံးပြီးလက်နက်ကင်များအများပြားသိမ်းဆည်းရရှိခဲ့ပြီးစကောက်စစ်တပ်ဖွဲ့20ဝန်းကျင်စကံဆွခွာထပ်ပြသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိစကောက်စစ်တရဲတပြင်းညစကံကို KN နေနဲ့ PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုင်မှုမှာစစ်သားဆင်ဦးကျော်ထိဆုံးခဲ့ပြီးလက်နက်ကင်များ အများအပြားသိသိရရှိခဲ့ကြောင်း KNU ကတရားဝင်ထုတ်ပြန်ပြောဆိုထားဖြစ်ပါရယ်။ဆိုပါတပြင်းညစတက်စကန်ကိုမတ်လ9ရက်နေ့မွန်လယ်တနင်္ဂနွေကနေစတင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်လ10ရက်နေ့တွင်သိမ့်ပတ်ရရှိခဲ့ကြောင်းရေစကန်သိမ့်တပ်ဖွဲ့တွင်စကောင်းစစ်တပ်ဖွဲ့ဝင်10ဦးခန့်တေဆုံးခဲ့ပြီး20ကျော်စကန်အစုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသူစကောင်းစစ်တပ်ကအလုံးစုံမိရှုဖြစ်စေလာကြောင်းသိရှိရပါသည်။ မနေ့ကမနေ့9နာရီ30မိနစ်မှာတပင်းညွတက်စကန်ကိုအပိသက်သိမ့်ပိုင်ရရှိပါတယ်လို့ပြီးသူကကွေးတက်မတော်စစ်စင်ရင်နမည်နဲ့စစ်စင်ရင်မူရဲဘော်တင်ဦးကရန်ကုန်ခေတ္တတရဌာနထတို့အတိပြုပြောဆိုထားဖြစ်ပါတယ်။လက်ရှိတွင် KNL နဲ့ PDF ပူပေါင်းတပ်များကတပင်းညွစကန်ကနေထွက်ပြေးသိမ်းရှောက်သွားခဲ့တဲ့စကောက်စစ်တပ်ဖွဲ့များကိုလိုက်လံရှင်းလင်းတဲ့အရှင်ကြီးအောင်တရှိရပါတယ်။ ဆက်လက်ပြီးတော့အုပ်ဖို့ရှိကျေးရွာများမှလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဖန်ဆင်းစဉ်ပြည်သူများထွက်ပြေးသွားသဖြင့်စစ်တပ်ကရွာလုံးကျွတ်မိရှုဖျက်ဆီးပြီးအဘိုးတန်ရွှေငွေနဲ့ရတနာများကိုလည်းစစ်သားများကလူရက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ပုဂိုးတိုင်းဥပ္ဖုမြို့မှာရှိတဲ့ကြေးရွာများကိုအကြံပေးစတဲ့ကဝေရောက်ပေါ်လာဆွဲဖန်းစစ်စဉ်လူငယ်များအားလုံးထွက်ပြေးသွား၍နေအိမ်များကိုမိရှုဖျက်ဆီးပြီးဘီသူပိုင်အဖို့တန်ရှင်ဝင်တဲ့ယတနာများကိုလည်းစစ်သားများကလူရက်သွားကြောင်းဒိတာဘီသူများကရန်ကုန်ခေတ္တတင်ဌာနထံသို့ပြောဆိုထားဖြစ်ပါတယ်။မဆနာကိုရက်နေ့လက်နဲ့ပိုင်မှာစတင်ကဥပ္ဖုမြို့နဲ့အတွင်မှာရှိတဲ့ဒေါင်းလေးရွာဒေါင်းကြီးရွာအညာတန်းရွာနဲ့ဂွေချောင်းကြီးရွာ တပြေးစမ်းရွာတာလီကာရွာနဲ့ချောင်းဝရွာတို့ကိုစစ်တပ်ကဝရောက်ဆင်းနေပြီးလူငယ်များကိုပေါ်လာဆွဲဖမ်းဆီးခဲ့ချက်ဖြစ်ကြောင်းသိရှိရပါသည်။အကြမ်းဖက်စစ်ကောင်စစ်တပ်ကရှမန်းနေညနေ6နာရီဝန်းကျင်ခန့်အချိန်မှာဥဖုံမြို့နယ်တပြေးစမ်းရွာသို့ဝင်ရောက်ဆင်းနေခဲ့ကြောင်းထို့သို့ဝင်ရောက်ဆင်းမှာလူငယ်အလုံးထွက်ပြေးသွားခဲ့ပြီးကျေးရွာအတွင်းအမျိုးသမီးများသာကြန့်ရှိခဲ့သောကြောင်းစစ်တပ်ကကျေးရွာအတွင်းရှိနေအိမ်များနဲ့ဆိုင်ကယ်များကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းသိရှိရပါသည်။ ထို့ပြင်စစ်တပ်ကကြေးရွာတွင်ကျန်ရှိနေတဲ့စစ်ဘေးသင့်အမျိုးသမီးများရဲ့လက်ဝတ်လက်စားများကိုလည်းအတဲအနမချွတ်ယူသွားပြီးမွေးမြူထားတဲ့ကြက်ဘဲနဲ့အစာပေါက်ကိုများကိုလည်းလူရဲယူဆောင်သွားခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်ထိကြေးရွာများမှာအစစ်မှုထမ်းတဲ့လူရဲများမှာဆက်လက်ပြီးတော့ထွက်ပြေးသိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်ကောင်စစ်တပ်များကကြေးရွာအတွင်တွင်ကြေးရွာတိုင်းမှာတပ်ဖြန့်ထားကြောင်းသိရှိရပါတယ်။ အုပ်ဖို့မြို့နယ်ထက်ကကျွေးရွာကိုစစ်ကွေတွေကမနစ်ဝင်ရောက်ပေါ်လာဆွဲဖမ်းဆီးတာလူငယ်တွေကတော့ထွက်ပြေးသိမ်းရှောင်နိုင်ခဲ့ပါတယ်။ရွာထဲမှာအမျိုးသမီးတွေပဲကြံရှိခဲ့တော့ပြည်သူတွေဝတ်ဆင်ထားတဲ့ရွှေထည်ပစ္စည်းတွေကိုလည်းအတင်းအဓမ္မချွတ်ယူသွားတယ်။အင်မွေးတလေးဆရတွေနဲ့စားသောက်ကောပစ္စည်းတွေကိုလည်းစစ်ကွေတွေကယူဆောင်သွားခဲ့ပါတယ်။စစ်ကွေတွေကရွာထဲမှာရှိနေပါသေးတယ်။ပြတ်မထွက်သေးဘူး။တပြေးစကန်းရွာကနေအင်တွေနဲ့အဆိုင်ကတွေကိုလည်းမိရှုဖြစ်စီသွားခဲ့တယ်ဟုဒေတာပြည်သူတွေကတော့ပြောဆိုထားဖြစ်ပါတယ်။ မတ်လ6ရက်နေ့တွင်အုပ်ပုံမြို့နယ်တာလီကာခြေရွာမှလူငယ်များကိုစစ်မှုထမ်းခံရဖမ်းဆီးနေတဲ့အုပ်ချုပ်ရမှုမြင့်ဦးကိုတာယာဝတီတပ်ရင်အမှန်3801တပ်ခွဲကကျွပင်ကောင်ဟီရိုးပျောက်ကြားတပ်ခွဲမှကျော်လိုက်ရေပေါ်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရတွင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စစ်ဘက်ကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ရင်းမြုပ်ပေါ်တွင်လူငယ်များကိုစီမံထမ်းခံရဖန်စီနေတဲ့အောက်တုခရက်ွဲနေထင်းရဲမြို့တူဟာဘီယာတောင်းနေစဉ်ပြစ်ခတ်ခံရပြီးတိတ်ဆုံသွားတဲ့ဆိုတဲ့တရင်တင်ဆက်ပြမဖြစ်ပါရှင်။မော်ပြည်နယ်ရင်းမြုပ်ပေါ်တွင်လူငယ်များကိုစီမံထမ်းဆွဆောင်ခြင်းများလှုပ်ဆောင်နေတဲ့အောက်တုခရက်ွဲနေထင်းရဲမြို့တူဟာ ဘီယာတောက်နေစင်မှာပြစ်ခတ်တိုက်ခိုက်ခံရပြီးဒေဆုံတော်ခကြောင်းရေးဘလုဖက်ကောင်းဆောင်ကတော့ရန်ကုန်ခေတ္တတရင်ဌာနထပ်လို့ပြောဆိုထားဖြစ်ပါရယ်ဂျမန်နေမတ်လ9ရက်နေ့ည9:00နာရီဝန်းကျင်ခန့်မှာရေးမြုပ်ပေါ်မှာရှိတဲ့အောင်တုခချက်ကွန်းတိုင်းဘီယာတောက်နေတဲ့အောင်တုခနယ်ထရေမှုမျိုးသူကိုရေးဘလုအဖွဲ့မှတော်တိုင်းရေးရှယ်ပေါ်များကဝင်ရောက်ပြစ်ခတ်ကတ်ခဲရာတွင်ပွဲချင်းပြီးဒေဆုံတော်ခကြောင်းတရှိရပါရယ်ကြိုင်တက်ဆက်ပြမုံချမပဲခကြနာကိုပြပါရှင်အဘိနာစင်မအထွေအထွေကျဆွတင်ရှိပါရှင်